တန်တာမိုးတဲ့ကိစ္စနောက်ခွေကလူမသိတဲ့အကြောင်းအရာတွေကိုဖွင့်ချလိုက်တဲ့ထွန်းထွန်းမင်္ဂလာပါပြည့်တဲ့ချိန် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကနုပညာရှင်တွေတော်တော်များများတက်ရောက်ခဲ့ပြီးတော့ဘဝလက်တွဲပေါ်ဖြစ်ဂုံတီရှိဆရာဝန်မလေးကိုတိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်ဂုံယူမဆုံးဖြစ်နေခဲ့တဲ့နုပညာလောကမှာမင်းသားမင်းသမီးတော်တော်များများကသူ့ကိုမလွန်ဆန်းရဲလောက်အောင် အာနာရှိသူတယောက်ဖြစ်တဲ့ထုတ်လုပ်သူရွှေမန်းခုံဝင်းမင်းမောင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဒေါက်တာမာလီနဲ့လူသိရှင်ကြားတရားဝင်လက်ထပ်သွားခဲ့တာပဲဖြစ်ပါတယ်။ ထုံးလို့သူရွှေမန်းခေါ်ဝေမင်းမောင်ဟာအမှုပညာလောကကတက်သစ္စာမင်းသမီးတော်တော်များများနဲ့တွဲခဲ့ဘူးတလုံးမင်းသမီးတော်တော်များများကိုခြေတော်တင်ခဲ့ဘူးသူဖြစ်တယ်လို့လည်းအမှုပညာတိုင်းဝိုင်းနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။ထုံးလို့သူရွှေမန်းဟာနမဲကျော်မင်းသမီးတွေတဲ့ကသင်းယုတ်ဆောင်အေဝီတောင်းအေမြတ်သူတန်တာမိုးတိန်တို့နဲ့လူပြောများဆုံးတွဲခဲ့တာဖြစ်ပြီးမဟီတောင်းနဲ့တန်တာမိုးတိန်တို့အပေါ်မှာတော်တော်ကိုချစ်ခဲ့တယ်လို့လည်းပြောဆိုနေကြပါတယ်။ တန်တာမုတ်တိန်ဟာရွှေမန်းနဲ့လင်းနစ်တာကာလာထီတွဲခဲ့သူတယောက်ဖြစ်ပြီးထုတ်လုပ်သူရွှေမန်းဟာသူမနဲ့တွဲနေစဉ်တခြားမှာလည်းမိန်းကလေးတော်တော်များများနဲ့ဖောက်ပြန်ခဲ့တယ်လို့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်ရွှေမန်းကမိန်းကလေးမဆောင်ခင်အချိန်တည်းသူမကိုဖုန်းလေးခေါ်နေခဲ့ပြီးသူမကတစ်ဖက်မိန်းကလေးကိုအာနာလို့ဖုန်းတော့မကန်ခဲ့တဲ့အကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့တန်တာမိုးတိန်ဟာသူမရဲ့ Facebook စာမျက်နှာကနေလိုင်းတွင်ပြီးဖြစ်ရှင်းခဲ့ပြီးမှာတော့တရုံဆောင်ထွန်းထွန်းကလည်းအခုလိုပဲပြန်လေးဖြစ်ရှင်းလာခဲ့ပါတယ်ခုလက်တလောဖြစ်ပေါ်နေတဲ့တည်င်းနေနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်တိုင်ကဒီကပါဝင်ရင်းနှီးခဲ့သူတူဖြစ်တဲ့အတွက်အမှန်တရားကိုရှင်းရှင်းလင်းလင်းချပြလိုပါတယ်။ဒီလိုရှင်းပြရတာဟာဘယ်သူကမှထိခိုက်နေတာလို့ကျင်လုံးဝမရှိပါဘူး။ ဒါပေမဲ့ခုချိန်မှာကျွန်တော်တငယ်ချင်းဒေါက်တာမာလေးနဲ့သူခင်မပေါ်အထင်မြင်လွဲမှဆွဆွဲခြင်းနဲ့ပုံကိုယ်ရေးတိုက်ခတ်ခြင်းနဲ့လွန်ကဲလာလို့ပါအထူးသဖြင့်ခုမှပျော်ရွှင်စရာမင်္ဂလာပွဲကျင်းပပြီးကစားဒေါက်တာမာလေးကိုမတရားစော်ကားရေးသားမှုတွေများလာလို့ရှင်းပြရခြင်းဖြစ်ပါတယ်။တတို့သားဟာကျွန်တော်တို့နဲ့အမြဲရှင်းနေတဲ့ကြောကြားသူတူဖြစ်ပါတယ်။သူရဲ့နောက်ဆုံးချစ်စလန်းဟာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကပြည့်ပြတ်ပြီးဆုံးသွားတာကိုသူတို့နဲ့ရင်းနှီးတဲ့သူတိုင်းသိကြပါတယ်။ ါလုံးဝလိမ်လို့မရတဲ့ကိစ္စပါ။တငယ်ချင်းဒေါက်တာလေးရဲ့ခင်မောဟာအချင်းအောင်နဲ့ပြက်ပြီးနောက်ပိုင်းမှာဒေါက်တာမလေးကိုစတွေ့ခင်တာပါ။မြင်မြင်ချင်းစိတ်ဝင်စားလို့ကျွန်တော်ကတစင်မိတ်ဆက်ပေးခင်ရတာဖြစ်ပါတယ်။သူ့ရင်စလန်ပြက်ပြီးမှဒေါက်တာမလေးကိုစချစ်ခင်တာပါ။ဒေါက်တာမလေးကချက်ချင်းဖြေမပေးခဲ့ပါဘူး။သူဟာ၆လနေပါတဲတန်လိုက်ခင်ရပါတယ်။ နေတိုင်းတွေးပုံစေကန်းကတိုင်းအပလန်ကိုဝင်အမြဲတောက်တဲ့ရှက်တီကိုပါဖြတ်ပြီးပူပန်ခဲ့လို့ကျွန်တော်တို့တငယ်ချင်းတွေတောင်အံ့ဩခဲ့ရပါတယ်။နှူးနှစ်ဖက်မျက်နှာလိုလက်ထက်ခဲ့ကြခြင်းသာဖြစ်ပါတယ်။အငင်းပွားပွဲဖုံးခေါ်ဆုံမှုနဲ့ပတ်သက်ပြီးပြောချင်တာကတတူသားဟာနောက်ဆုံး XC ကိုပြတ်သွားပြီးမှတချိန်သာဖုံးဆက်ခဲ့မှုပါတယ်။အဲ့ဒါလေလွန်ခဲ့တဲ့3လခန်းကရုပ်ရှင်ဇာတ်ကအလုပ်ကိစ္စနဲ့ပတ်သက်ပြီးဒေါသနဲ့နူးနူးချင်းဆက်မိခဲ့တာပါ ပုံကွန်ကြီးကိစ္စလုံးဝမဟုတ်ပါဘူး ထိုဖုန်းကိုလည်းတစ်ဖက်ကမကင်ခဲ့ပါဘူးတစ်ဖက်ကတင်ထားတဲ့ဖုန်းဆက်ခရင်ရှော့ဟာလည်းသူ့ ex ကိုရေးခဲ့တာမဟုတ်ပဲ ex ရဲ့တငယ်ချင်းတူရဲ့ mind ကို reply လုပ်ထားဖြစ်ပါတယ်ဒါကြောင့်အကြောင်းရင်းမှမသိဘဲထင်ချင်းနဲ့ဆွဆွဲချင်းစော်ကားချင်းများကိုဆက်မလုပ်ကြဖို့တောင်းပန်ပါတယ်ကျွန်တော်တငယ်ချင်းဒေါက်တာမလေးကိုထိခိုက်ပြောဆိုနေမှုတွေပိုလွန်မလာစေဖို့အမှန်တရားကိုရိုးရှင်းစွာပြောပြချင်တာဖြစ်ပါရဲ့ခင်ဗျာဆိုပြီးပြောထားပါတယ်ပြည်သက်သူကရောဘလို့မြင်ကြလဲဆိုတော့ပြောခဲ့ကြပါအောင်ရှင်